မင်္ဂလာပါရှင်30ရက်6လမှ9လပိုင်း6ရက်နေ့အထိတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေအများကြီးရရှိပါလိမ့်မယ်အလုပ်မှာလူကြီးတွေရဲ့ကူညီမဆောင်မှုစောင့်ရှောက်မှုတွေရရှိစေမဲ့တပတ်တာပါ တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိမိအနေနဲ့ကိုကရည်ရထားတာပဲဖြစ်ဖြစ်မရည်ရထားတာပဲဖြစ်ဖြစ်ဒီတစ်ပတ်တာမှာတံမိုးကြီးသောပစ္စည်းမိမိစီကိုစိုက်စိုက်မြဲမြဲဝင်လာမယ်လို့တွေ့ရပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အလိညာလေးခံရတဲ့တည်းဒါကြောင့်မြည်သူကိုမှမယုံကြည်ပါနဲ့လို့ပြောချင်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများအဆင်ပြေပါလိမ့်မယ်။မိမိကဘလို့ကိစ္စမျိုးပဲစီစဉ်ဆောင်ရွက်တည်ဖြစ်စီမိမိစီစဉ်တဲ့အတိုင်းပဲစီစဉ်တကြားနဲ့အောင်မြင်သွားစီပဲတပတ်တာပါ။ ဆွေမျိုးသားချင်းစီမှာအကူအညီထောက်ပံ့ကောင်းတွေများစွာရရှိစေပေတပတ်တာလို့တွေ့ရပါတယ်ရန်အနီးရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ရန်အနီးရဲ့မရှိတဲ့အပြင်ချစ်သူခင်သူပေါ်များလာမယ်တပတ်တာပါ။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူကအထင်မြင်လွဲမှားတာတွေခံရတဲ့ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ကျောင်းမကြီးကြောင့်စိတ်ညစ်စရာတွေ့ရပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆူဆူလုံးဝမရှိပါဘူးရှင်။ရခိုင်ကနေကကျန်းမာရေးယောဂဝေဒနာခံစားရတဲ့တင်းငွေသားသမီးချင်းမိစီဆိုရင်ဒီတစ်ပတ်တောင်မှအနာနဲ့ဆင်းနဲ့တွေ့သွားပြီ။ဆရာကောင်းတစ်ပါးကောင်းတွေ့တော်ပါလိမ့်မယ်။ အေးချမ်းခြင်းငြိမ်းချမ်းခြင်းမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်ကလည်းပဲဘာလို့ပဲလှုပ်လှုပ်အာသွန်ဖွန်ဆိုင်နဲ့လုပ်နေမယ်။ကိုယ်လုံးဝတဲ့ကိစ္စရက်တွေအားလည်းပဲလွယ်ကူစီတဲ့အရာတခုမှမရှိဘူး။အခက်ခဲတွေကြာနေပြီးတော့မှအောင်မြင်စွာကျော်ဖြစ်နိုင်မယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါတယ်။ဒါပေမဲ့ဒီလိုကံဆန်းခြင်းတွေဆိုရင်တော့လေးတလုံးဒီလိုကံဆန်းလို့ရပါတယ်။ ငွေကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာသောငွေပြင်းပြင်းစီဖို့မိမိရဲ့လက်ထဲမှာငွေလုံးဝမထားဘဲနဲ့အခြားသောတန်ဖိုးကြီးသောပစ္စည်းတစ်ခုဝယ်ပြီးတော့စုထားမယ်ဆိုရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့အဆင်ပြေသွားမှာလိမ့်မယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့ဘာလို့ပဲလုံးလုံးမိမိဒီအချိန်ပြောင်းလေးတွေနဲ့ပုံစံလေးတွေပြောင်းပြီးတော့လုပ်ကြိုင်ခြင်းဖြင့်တပတ်တာအဆင်ပြေသွားမှာလိမ့်မယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ ကံထောက်ပံ့ပစ္စည်းတွေရေရာကောင်းလေးပြီးချင်ပါတယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရရမယ့်ရေရာကမိမိနေအိမ်ကဖျားမှာအုံးရီတစ်ခွက်လှူဒန်းခြင်းဖြင့်ခက်ခဲနေတဲ့အခိုက်အညက်တွေအားလုံးကင်းစင်ပပျောက်ပြီးကောင်းကျိုးချမ်းသာများရရှိစေပါပဲဖြစ်ပါလေရှင်။မင်္ဂလာပါရှင်။30ရက်6လမှာ9လပိုင်း6ရက်နေ့တပတ်တာ တနင်္လာသားသမီးချင်းပြည်စုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချင်းပြည်စုအလုပ်နဲ့ပတ်သက်ပြီးတော့တပတ်တာမှာအခက်ခဲတွေအများကြီးရှိပါလိမ့်မယ်။အလုပ်ပါနံပါတ်ပြင်ချင်းဂုဏ်သိက္ခာကြခြင်းအယောင်းဝင်တဲ့ပတ်သက်ပြီးဆိုရင်လည်းအယောင်းဝယ်ပါအမှားယူနေဖြစ်တာ။နောက်အယုံအဆတွေဖြစ်တာဒါလေးကျုံဝတ်တပါးလေးဒါကြောင့်ပြုဆိုင်ပါတော့ တန်ဝန်ကြီးသောပြည်စီများထွက်တက်ပါတယ်မိမိအနေနဲ့ကိုကတကယ်လို့ပဲဒီတန်ဝန်ကြီးသောပြည်စီတွေကိုအထားအသုံးမှားသွားတာမျိုးဒါမှမဟုတ်ရင်တခုခိုးသွားတာမျိုး ကပိုက်နိုင်ခံရတာမျိုးအဲ့ဒါလေးတွေဖြစ်တက်ပါတယ်ဒါကြောင့်ပြောဆိုင်ပါနော်မိတ်ဆွေပေါင်းသင်းတွေရဲ့အူကြီးတောက်ပံကောင်းတွေရောက်လို့ရှိနေပါတယ်။တကယ်မိတ်ကောင်းဆွေကောင်းတွေ့မဲ့တပတ်တာလို့မြင်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာ၊ဆေးရှုပ်စရာအကြီးကြီးတွေအတွက်ပူပန်ရတဲ့အရာမျိုးလေးကိုလည်းတွေ့ရပါတယ်။ ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းစိုးတွေကိုကြားတတ်ပါရဲ့ရန်အနေဆူဆူဝါအတိုက်အခိုက်လုံးဝမရှိပါဘူးရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူရဲ့အပြစ်မြင်တာယုံကြည်တာတွေခံရတတ်ပါရဲ့ဒါကြောင့်ချစ်သူနဲ့အဆင်မပြေမှုတွေတကြကြကြုံရပါလိမ့်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အောင်းလင်ငယ်သားသားသမီးတွေအတွက်နဲ့ပူပန်မှုကြောင့်အိမ်တော်ကြီးမှာမအေးချမ်းမတရားဘူးလို့မြင်နေပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ဆူဆူလုံးဝမရှိပါဘူးရှင် ိမိကိုအလိန်ညာရခံတဲ့တည်းဒါကြောင့်ဘသူနဲ့ပဲစကားပြောဆိုဆက်ဆံတည်ဖြစ်စေမိမိဘက်ကကိုကိုယ်တိုင်လိုက်လံဆောင်ရွက်ရမယ်ကိစ္စရည်ဆိုရင်တပားလူတွေညနေလွဲခဲပြစ်လောက်တာမျိုးတွေရှောင်ကြမှာနော်အဲ့နပတ်တက်ပြီးတော့ကံကအလွန်ကောင်းပါတယ်ထီထူးကန်ဆင်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထူးကန်ဆင်းလို့ရပါတယ်ဝေကြီးတက်လာပါများရှင်လန်းပါလိမ့်မယ်ဝင်လန်းပါလိမ့်မယ်ရရန်ရှိသောဝေကြီးများလည်းဝင်လာဖို့တွေ့ရပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကိုပြီးကြည့်လိုက်တဲ့အခါစိုးရွားတဲ့ပူပန်မှုမျိုးတော့မတွေ့ရပဲနေမိမိလှုပ်ချင်သောစာနာလေးတွေကိုသာစွဲရှိရှိနဲ့စောင့်ဆိုင်းပြီးတော့လုပ်ကြိုင်ပေးဆိုရင်ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်။ဒီနေ့လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပြချင်ပါတယ်။ဒီနေ့လာသားသမီးချင်းမိတ်ဆွေတပတ်တာပြုလုပ်အောင်ပေးရည်ရွယ်ကမိမိနေအိမ်ကဘုရားမှာ ပြောင်းမှုကြောင့်လည်းဆုံးဖြူတပွဲဆက်ကလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လဲသွားပြီလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။30ရက်6လမှ9လပိုင်း6ရက်တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။ အင်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်ရှိပါတယ်အတိုက်ခိုက်တွေရှိပါတယ်ဒို့ပေမဲ့အလုံးမှာအဆင်ပြေကောင်းပါလိမ့်မယ်အထက်လူကြီးရဲ့ညူညင်စရာလေးလည်းခံရတတ်ပါတယ်ဒါကြောင့်အနေထိုင်လေးတွေကိုသတိထားပါနော်တံမိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ်မိမိအတီနဲ့တံမိုးကြီးသောပစ္စည်းတွေကိုတေးသေးချာချာနဲ့ကရုတဆိုင်နဲ့သိသိထားပါတံမိုးကြီးပစ္စည်းထွက်ကိုထွက်မဲ့တပတ်တာလို့မြင်နေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့က လိမ့်နေဖေပြားတာတွေခံရတတ်ပါတယ်ဒါကြောင့်ပဲယူဆိုင်ပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိစေပါပဲဖြစ်ပါတယ်အိမ်ကိုအကြောင်းပြုပြီးတော့မိမိတီအကျိုးဆောင်လုပ်တာလေးအစီအပြေအောင်မြင်မဲ့တပတ်တာလို့မြင်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်အမျိုးသမီးတွေနဲ့ရံပြားချင်းစကားပြားချင်းပြဿနာဖြစ်ခြင်းလို့တွေ့ရပါတယ် ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်ဒီဥစေပါနော်မိမိကဘလောက်ပဲအကောင်းဆုံးနေလုပ်ပေးပြီးမိမိကိုအတိုက်ခံလုပ်ပေးသူတွေဟာအနောက်မှာရှိနေပါတယ်ဒါကြောင့်ဒီဥစေပါကျမ်းမိုင်းနဲ့ပတ်သက်ရင်တော့ဆူချိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရပါတယ်မိမိသည်ဘာလေးကိုပဲလုံလုံလှုပ်ဆောင်ချက်တွေအများကောင်းမွန်နေတယ်လို့တွေ့ရပါတယ် ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းနေပါတယ်။ထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့6တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာမစဲတဲတဲရရှိလာမဲ့ပိုင်ဆိုင်ရမဲ့တပတ်တာပါ။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်ကိုမျိုးလုံးဝမတွေ့ရဘူး။ဒါအပြင်အထူတန်းတွေများစွာပြုလုပ်ရမဲ့တပတ်တာလို့မြင်ပါတယ်။အင်္ဂါသားသမီးချစ်သည့်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြီးခြင်းပါတယ်။ အင်္ဂါသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရွက်မဲ့ရေရရာကမိမိနေအိမ်ကပြားမှာအုံလို့ခေါဆွဲတဲ့ဘွဲဆက်ကလူတဲ့ချင်းပြီးခက်ခဲနေသောအခိုင်ငယ်များအလုံးကိစ္စပေါပျောက်ပြီးကောင်းကျူးချမ်းသာများရရှိစေပါပဲဖြစ်ပါရဲ့ရှင်။မိင်္ဂလာပါရှင်။30ရက်6လမှာ9လပိုင်း6ရက်တစ်ပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါရဲ့ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာ အလုပ်နဲ့ပတ်သက်ပြီးတော့မပြီးပြည့်တဲ့ကိစ္စကြီးကြုံရပါလိမ့်မယ်။ဒါကြောင့်ကိုလုံလုတဲ့အခါမှာအရာရာကိုဂရုတစိုက်ကလေးနဲ့ပြီးပြည့်စွာလုပ်ကင်မှာတို့လိုတန်းလိုက်နေမြင်နေပါတယ်။ဒါကြောင့်ပြုဆက်ပါနော်။တန်မိုးကြီးတို့ပစ္စည်းများဝင်လာဖို့ရှိနေပါတယ်။မေဆွေပေါင်းတင်နေဆရာသမားရဲ့ကုညီပံဖို့ထောက်ပံ့မှုတွေရရှိစေပါပဲဖြစ်ပါတယ်။ဒါအပြင်ခရီးနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့စိတ်မချစရာနောက်ဆန့်တေးစရာလေးတွေဖြစ်တတ်ပါတယ်။ ဆွေမျိုးသားချင်းအကြီးကဲရဲ့အကူအညီထောက်ပံ့ကောင်းတွေများစွာရရှိစေမယ့်တပတ်တာပါ။ရန်အရီရဲ့တိုက်ခိုက်ရှိပါတယ်၊ view စိတ်ပါနော်။မိမိအနေနဲ့သွားတဲ့လာတဲ့နေရာတွေမှာသွားတဲ့လာတဲ့အမြင်ရှိစေချင်ပါတယ်။အချီးအေးနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လန်းနေတဲ့တပတ်တာပါ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာတော့အိမ်တော်ကြီးလို့မြင်ပါရဲ့။ကျမကြီးနဲ့ပတ်သက်ရင်တော့ခရုစိတ်ပါ။ဖြစ်လာရင်အာရုံကြောင်းတွေအားနည်းပြီးနောက်အေးပတ်လုံးဝမခံပါနဲ့လို့။ အီချန်ချင်းငင်းချင်းချင်းရောက်ရှိလာမယ့်တပတ်တာလို့မြင်ရပါတယ်။ကံနဲ့ပတ်သက်ရင်လည်းကံအားအလွန်ကောင်းပြီပါတယ်။ခြေထုတ်ကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးခြေထုတ်ကန်ဆန်းလို့ရပါတယ်။ဝေးကြတဲ့လာပါများဝင်လာမစရရှိစီမှာပါဒါအပြင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းအပြောင်းလဲလေးလုပ်ကြရမယ်လို့တွေ့ရပါတယ်အောင်းနဲ့ပတ်သက်ပြီးတော့ဥပန်းစရာလေးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါ မိမိကိုအလေးညာရခံတဲ့တည်းဒါကြောင့်မလို့ခရီးစိတ်ပါနော်မိမိဘက်ကနေပြီးတော့လေသူတို့ဘာကိုယူသားပါသူတို့ဘာကလည်းမိမိကိုအလေးညာရမခံရအောင်မိမိဘက်ကစီရင်တက်ပါတယ်ဒီတော့ဘုံတော်သားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းပြီးပြင်ပါတယ် ဘုံတုံးသားသမီးချင်းမိတ်ဆွေတပတ်တာမှာပြုလုပ်ဆောင်ရွက်မဲ့ယေရယာကမိမိနေကဖျားမှာပန်းဝါခုနှစ်ပွဲပြန်ချင်းပြီးခက်ခဲနေသောအရင်ခိုင်များကိစင်ပေါပျော်ပြီးကောင်းချူးချမ်းသာများရရှိစေပါမယ်ဖြစ်ပါလေရှင်။မိင်္ဂလာပါရှင်။30ရက်6လမှာခုနှစ်လပိုင်း6ရက်ဒီတပတ်တာဂျာတာပီးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလေရှင်။ ဂျာတာဗီတာမီချီမီဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါလေအလုံးနဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေများစွာရရှိစေမယ့်တပတ်တာပါတန်ဖိုးကြီးတော့ပြည်စီတော့ထွက်တက်ပါလေဂရုစိုက်ပါနော်မေးစွေပေါင်းတဲ့အကြီးကြီးရဲ့ညဉ့်ညင်းစရာတွေခန်းတက်ပါလေဒါကြောင့်ကိစ္စိုက်ပါအိမ်နဲ့ပတ်သက်ပြီးတော့စိတ်စလို့စလောက်ဖြစ်ရတာတွေအိမ်နဲ့ပတ်သက်ပြီးတော့အတိုက်အခံလေးတွေများနေရတာတွေအိမ်ပူအိမ်စုဖြစ်တာလေးတွေကျွမ်းဝတ်တက်ပါလေ ရှင်မြူသားချင်းစီမှာအကူအညီထောက်ပံ့ကောင်းတွေများစွာရရှိစီမှာပဲဖြစ်ပါတယ်။ရန်အနေရှိပါတယ်သတိထားပါနော်။ဘေးဦးပဲသွားသွားဘေးဦးပဲလာလာအမြင်နဲ့မိမိဘက်ကနေပြီးတော့သတိဝိရိယရှိစီချင်ပါတယ်။အချီးအင်းနဲ့ပတ်သက်ပြီးတော့အချီးအင်းမှာအစင်မပြေမှုတွေကြုံရတတ်ပါတယ်။မိမိချစ်သူဟာမိမိကိုတန်လျာတွေရှိတာအထင်လွင်တာတွေခံရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းတာယာမဲ့အိမ်တော်ကြီးပါ။ကျမကြီးနဲ့ပတ်သက်တော့ဘီယူဆိုင်ပါအဓိကကတော့ ခါအောက်ပိုင်းကျန်းမာရေးညံတာလေးတွေတွေ့ရပါတယ်အေးချင်းချင်းငြိမ်းချင်းချင်းရောက်ရှိလာမဲ့တပတ်တာပါမိမိကိုယ်နဲ့ကလည်းပဲအလုပ်ကိုတကယ်ကိုကျူးစားတယ်အလုပ်ကနေရရှိလာတဲ့အကျိုးမြတ်တွေလည်းများစွာရရှိစေမယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်။ထီထူးကံစမ်းခြင်းတွေဆိုရင်တော့တစ်တလုံးထီထူးကံစမ်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ချီးလို့ငားလို့ရတယ်လို့ကိုငွေကြီးနဲ့ပတ်သက်ပြီးချီးတာငားတာတဲ့ကိစ္စတွေလည်းပဲအစီအပြေပဲတပတ်တာလို့မြင်ပါတယ်။ အမှုနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာလေးဂျုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနဲ့ကိုဖြစ်ချင်တဲ့ကိစ္စလေးတွေကိုရည်ရွယ်ထားတဲ့ကိစ္စလေးတွေဖြည်းဖြည်းချင်းနဲ့ရပ်ပိုင်ခွင့်အကောင့်တွေပေါ်နိုင်မဲ့တပတ်တာလို့မြင်ပါတယ်။ဒီတော့ဂျာတာပြီးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ပြည့်စုံတဲ့ရည်ရအောင်ပြီးပြချင်ပါတယ်။ကြာသာဝိတာတိချိဝိဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရာက မိမိဒေငါမြမအုံနှုတ်ကြောက်ကြောတပကံဆက်ကလူတိုင်းချင်းဖြင့်ကံရဲ့အထောက်ပံ့ကောင်းတွေများစွာ ရရှိစေပေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။30ရက်6လမှာ9လပိုင်း6ရက်တပတ်တာတောက်ကြာသားတပိချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။တောက်ကြာသားတပိချင်းမိတ်ဆွေ အလုတ်နဲ့ပတ်သက်ပြီးတော့ကံအားအလုံးကောင်းနေပါလေအလုတ်နဲ့ပတ်သက်ပြီးရင်လည်းမိမိဘက်ကနေပြီးတော့ဗာလေးပဲရည်ရွယ်ထားတာရည်ရွယ်ချက်တွေအောင်မြင်ပြီးအကောင့်တွေလေးပုံအောင်ပဲလုပ်တွေ့ရပါတယ်တံမိုးကြီးတို့ပြစီမြောင်ဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ရင်တော့တတိထားပါမိတ်ဆွေအပေါင်းအသင်းကြောင့်ကိုဒီဝမ်းနေရတာခိခိုက်ရတာကြည်ကွင်းရတာခံစားရတာမျိုးတွေကြုံရတတ်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်အနှောင့်အယှက်အမျိုးမျိုးကြုံရမဲ့တပတ်တာလို့လည်းမြင်ပါတယ် ရှင်မြူသားချင်းနဲ့ပတ်သက်ပြီးတော့ရှင်မြူသားချင်းစီကသတင်းစုတွေကြားတက်တယ်။ဥပမာရှင်မြူသားချင်းကကျမ်းမာရေးမကောင်းတာလား၊ဓမ္မမွေငွေချင်းနဲ့ပတ်သက်ပြီးတော့ခက်ခဲစီတာလား၊တစုံတစ်ခုအန္တရာယ်ဖြစ်နေတာလားဒီလိုလေးကြားတက်ပါနေ။ရန်အန္တရာယ်တိုက်ခိုက်ရှိပါတယ်နော်။အထူးသဖြင့်အတိုက်ခိုက်ဆိုတဲ့နေရာမှာကိုယ့်ရဲ့အနေတဝိုင်းမှာရှိနေတဲ့သူတွေရဲ့တိုက်ခိုက်ခြင်းကိုခံရတက်ပါလေ။ အချီအီးနဲ့ပတ်သက်ရင်တော့မျက်နှာအလွန်ပွင့်လန်းနေပါတယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာတော့အင်တော်ကြီးလိုမြင်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိပါဘူးရှင်။မိမိကအရင်ကနေ့ကကျမကြီးဝေဒနာခံစားရတယ်ဆိုရင်ဒီလိုပဲတာမှာအနာနဲ့စိတ်နဲ့တွေ့သွားပြီးဆရာကောင်းတမကောင်းတွေ့တာပါလိမ့်မယ်။အေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူး။ဘာလေးပဲလုပ်လို့အမြင်နဲ့အမှုတစ်ပြင်းနဲ့လုပ်နေရတယ်။နောက်ဘာလေးပဲဖြစ်ဖြစ်နောက်ဆက်တင်းတင်းပြီးတော့မှလုပ်နေရတဲ့တပတ်တာပါ။ ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်သူပြင်မဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးရတလုံးဒီတို့ကန်ဆန်းလို့ရပါတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့ကံကြောင့်ငွေဝင်လာမျိုးမဟုတ်ပဲနဲ့မိမိရဲ့တကယ်ကြိုးစားအားထုတ်မှုကြောင့်မိမိရဲ့ခွန်အားမိမိရဲ့ဉာဏ်အားမိမိရဲ့ဝိရိယအားကြောင့်ကြိုးစားအားထုတ်မှုကြောင့်ဝေးချင်းနဲ့ပတ်သက်ပြီးတော့ဝင်လာမယ်လို့တွေ့ရပါတယ် အာလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်စိုးရွားတဲ့ပူပန်မှုမျိုးတော့လုံးဝမတွေ့ရဘူးဒါပေမဲ့အမျိုးသမီးတစ်ယောက်ကြောင့်အမေးစိတ်နှောက်ယှက်ဖြစ်နေရမယ်လို့တွေ့ရပါတယ်ထီတူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တုံးရတလုံးထီတူးကန်ဆန်းတဲ့အပြင်ပူကဘာလေးပဲလုံလုံလှုပ်ဆောင်တဲ့အခါမှာ နမိတ်တစ်ခုကိုယူပြီးတော့မှလုပ်ရတယ်ဥပမာနမိတ်ကဘလို့နမိတ်လဲဆိုရင်ကလေးလေးတယောက်ကလမ်းမှာရေမောပျော်ရွှင်စေတော့နမိတ်တံကိုကြားပြီးဆိုလို့ချင်တော့ဒီခန္ဓာလေးကိုခြိတိုးကန်ဆန်းမယ်ဆိုရင်ခြေလေးပေါင်းခြေကန်ကောင်းမှာပဲဖြစ်ပါလိမ့်။ဒါကြောင့်တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေဒီယာကောင်းလေးဆံမှာပြင်ချင်ပါလိမ့်။တောက်ကြသားသမီးချင်းမိတ်ဆွေတပတ်တာမှာ မိမိအနေနဲ့အဋ္ဌံပဲဝင်ပြီးပါဝင်ရောက်မဲ့အဋ္ဌံအရဟံတိတ်ထိဆိုပြီးတော့နေ့စဉ်ပုံမှန်ပရိသုံးဘက်ဆိတ်ရှင်ဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားပြီးတော့ကောင်းကျိုးချမ်းသာရရှိစေပေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်30ရက်6လမှာ9လပိုင်း6ရက်တပတ်တာစတိသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိန်ကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင် စနေသားမိချမိဆွေအလုံးနဲ့ပတ်သက်ပြီးတော့အရာရာသတိထားပါလို့အမြင်နဲ့မိမိဘက်ကနေပြီးတော့စင်ကျင်တုံတရားတွေနေဝရိယလည်းရှိပါအမြင်နဲ့လည်းကယူဆိုင်ပါ အလုံးမှာအမားယူနေဖြစ်တတ်ပါလေတမူးကြီးတော်ပစ္စည်းများဝင်လာဖို့ရှိနေပါလေမိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့အထင်ကြီးလွဲပေါင်းမှုတွေခံရတတ်ပါလေဒါကြောင့်မို့လို့ကိုကပြောတာဆိုတာလေးတွေပါအရန်ကယူဆိုင်စီခြင်းပါလေ အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိုနောက်ဆန်နေတင်းရတာအိမ်ရပြဿနာရှာတာတွေကိုခံရတက်ပါတယ်ဒီစိတ်ပါတော့ရှင်ဘူးသားကြီးစီကအကူအညီကောင်းတွေတောင်းပန်ကောင်းတွေများစွာရရှိပါလိမ့်မယ်ဆိုးဝါးသောပဝင်းကြီးရဲ့ရင်အလေးရဲ့အတိုက်အခံလုံးဝမတွေ့ရပါဘူးရှင်အခြေအနေပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်လန်းနေတပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ဂရုစိုက်ကျင်နာမှုတွေရရှိစီပါပဲဖြစ်ပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ဂရုစိတ်ပါကျမကြီးညံ့တဲ့ပါတယ်ဖြစ်လိုက်ရင်1 byte အစာအိမ်၄ဒုက္ခပေးတာမျိုးကြုံရတဲ့ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်ထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့၈တလုံးထီထူးကန်ဆန်းလို့ရပါတယ်ငွေကြီးကရန်ကောင်းနေပါတယ်။တပတ်တောင်မှငွေရှာရလွယ်ကူခြင်း၊နောက်ဝင်ငွေရလည်းနှစ်လန်းဝင်ခြင်းဆိုတာတွေကိုတွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကုန်ပြီးကြည့်လိုက်တဲ့အခါစူးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနေမိမိဒီဝင်လာတော့ငွေကိုအလှူတန်းနေလေများစွာလုံးဝမင်းတို့တွေ့ရပါတယ်တပတ်တာစရိတာမိချမိဆိုရဲ့ကံထောက်ခံပြစီတဲ့ရေရာကောင်းလေးပြချင်ပါတယ်စရိတာမိချမိဆိုရဲ့တပတ်တာပြုလို့ဆောင်ရမယ့်ရေရာကမိမိနေအိမ်ကဖျားပါသို့မဟုတ်ဇီရီကျဆူဆူမှာ ရွှေကြီးဆယ်လက်လူရင်ချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားပေးသူတွေ့ရပါတယ်ရှင်။